ခုဆိုကျွန်တော်ကိုတရားစွဲတယ်ဟုတ်လားကျွန်တော်ကတစ်ဖက်ကလူကဘာမှမလုပ်ဘဲနဲ့ဒီကျွန်မတို့ကဘာကာကြုံကြီးကိုချစ်ပါတယ်တို့ကျွန်တော်တို့ကဟိုဘာဗုဒ္ဓရဲ့စစ်တီတော်လေဗုဒ္ဓရဲ့စစ်တီတော်ဆိုတာရှိမှာမရှိလားခရစ်ယာန်ပါပဲရှိတာဗုဒ္ဓရဲ့စစ်တီတော်ဆိုတာနော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9 9နော်နိကုံကဗုဒ္ဓရဲ့စစ်တီတော်ဆိုတာကျွန်တော်တို့ဗုဒ္ဓမှာစစ်တီတော်မလို့ဘူး ကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတိုင်းကဗုဒ္ဓရဲ့စစ်တီတော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုမြောက်တယ်ဥပဒေပုံမှန်195နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးနော်ဘာလို့မပြောတော့လဲ तू က तू ပဲကျွန်တော်ကို BDF တွေပါလေ तू ပြောခဲ့တာနော်တရားဆွဲတယ်ဘာဖြစ်လဲဆွဲတယ် तू ဆွဲကိုဆွဲဆွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လည်းဆွဲလိုက်ပြီနော်ကျွန်တော်ဆွဲပြီ နော်အဲ့တော့ကိုကိုတိုင်းလာရှင်းရမယ်ပြင်ဦးလင်းမှာနော်ရှင်းခမားတို့ဆဲတို့60တောက်ကကြီးတယ်ဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတည်းမဟုတ်ဘူးနော်လာရှင်းပြင်ဦးလင်းမှာခမားတို့လည်းလာရှင်းရမှာ ကျုပ်ကတည်ရခံလေးခမားတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြင်ဦးလင်းမှာကျွန်တော်လည်းတရားပြန်ဖွင့်တယ်အမှုပြန်ဖွင့်တယ်ဟုတ်လားခမားတို့လည်းခေါ်လိုက်မယ်ပြင်ဦးလင်းမှာကျွန်တော်လည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်နဲ့အောင်လုံးစောင့်ကြည့်တာပေါ့ဘာလို့အဲခေါ်တဲ့အချိန်ကတည်ရခံပြင်ဦးလင်းမှာရှိရလဲခမားဆွဲလို့တည်ရခံမှာရှိနေတာလေစစ်ပေါ့ဘာဖြစ်လဲလာမှာပေါ့ နော်ဘာလို့ဖြစ်နေတာမန်းဆိုတာကတို့တို့စဉ်းစားရမယ်ကျွန်တော်တို့တွေးရမယ်အခုဗိုလ်ချုပ်ချုပ်ထွန်းအောင်ဗိုလ်ချုပ်ကြီးချုပ်ထွန်းအောင်ဖြစ်တယ်ဒီကျောင်းတငယ်ချင်းကိုလည်းသွားတကြူခဲ့တယ်နော်ကျောင်းတငယ်ချင်းသွားတကြူတယ်ကျွန်တော်တို့တဲ့တက်မတော်ကနော်အငိမ့်သားလူတွေလည်းကျွန်တော်ပြောချင်တယ်ခမားတို့ကိုကိုကိုအယုံကြည်မလွယ်ပါနဲ့နှကာရှိပြီတကာလည်းအလိုပဲကားနဲ့တိုက်တက်ပြန်ရမှာဟုတ်မတိုက်တက်ဘူးအခုလေအိမ်ရှိမှာစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာဒါရင်အုတ်ထုတ်ဆောင်တာရင် မတော်ဗျာတပ်မတော်ကပိုချုပ်ကြီးတယောက်ဗျာအဲ့လောက်တော့မှအတိအမြင်မရှိဘူးလားမရှိတော့တေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမလုံခြုံဘူးဒီလိုအဖြစ်သမားတီးတန့်ရှိတယ်ပတ်စံ၅လုံးရတသိန်းရလုံးတဲ့တတ်တဲ့ကောင်တွေရှိတယ်ကျွန်တော်ကျွန်တော်တို့တိုင်းနဲ့ကျွန်တော်ရူဗီရူဗီမှာထိုင်းနေဟုတ်ဥမာ노ပါကင်ဆိုပြီးတော့ရေးထားတယ်ကျွန်တော်တို့ကကားရတော့ရူဗီမှာဆိုင်ကယ်တစ်စီးပျောက်သွားတယ်နော် ခိုးခံရတယ်ကင်မရာရှိတယ်ဖမ်းပေးနိုင်လားဆိုတော့မဖမ်းပေးနိုင်ဘူးကျွန်တော်တို့ကားရတော့ကျွန်တော်ကလိုပါခင်မှာကျွန်တော်တို့ကထိုးမိအဲ့ကျွန်တော်တိုင်းတဲ့နေရာနဲ့ကျွန်တော်ကားနဲ့ကိုကျွန်တော်ကမြင်မြင်နေမှရမှာပေါ့နော်အဲ့တော့ဟိုဥပမာတစ်ခုပေါ့တကယ်လို့ကျွန်တော်ဟိုကားအောက်ကိုသွားထိုးလိုက်ရင်ဒီမြားဘုံလူမြတ်မှာပုံတက်သွားကျွန်တော်ဘယ်လိုလုပ်လဲအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ကိစ္စမဟုတ်ဘူးတတိရှိဖို့ကအဲ့ဘူဂျိုကြီးတွေသူတည်တဲ့ ပိန်နဲ့လာပြသွားတယ်ဒါလည်းရှင်းဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်နေတော့ရှက်တယ်တမန်တော်ကဗိုလ်ချုပ်ကြီးအစ်မတော်ဝန်တန်းတော်ဝိုးတဲ့လူတည်တာတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တတ်တာလေအဲ့ဒီတော့အတိတတိမရှိဘူးလားအဲ့ဗိုလ်ချုပ်ကြီးကမဟုတ်ဘူးမဟုတ်ဘူးဗျာကျွန်တော်အမှန်ကိုပြောတာတည်သွားပြီခုဒီနေ့မှတကြိုးလားကျွန်တော်တို့နောက်ကိုအင်းကြီးအနှွေးရယ်နဲ့မတ်တက်တဲ့အုတ်ထုတ်ဆောင်ရယ်ဝင်လာရင်ကျွန်တော်တို့အကက်မခံဘူးအဲကျွန်တော်ကျွန်တော်ကျွန်တော်လုံးဝမရဘူးကျွန်တော်လူပြေးမမှနေတာခင်ဗျားမှာပဲကျွန်တော်ထိုင် အများအားထိုင်နေအဒီနေ့တော့မှကျွန်တော်ကလိုပါကင်ဆိုတော့ကျွန်တော်လည်းမိုးကရွာနေတော့ကျွန်တော်ကားကိုအဲ့လိုပြောတော့ကျွန်တော်ကားကလည်းတည့်ရတိုင်းဟိုကောင်လည်းလိုက်ကြည့်နေရတာမသိဘူးသူတို့လှုပ်လို့မရအောင်ကျွန်တော်တို့ကလှုပ်ရတဲ့အကန့်တွေရှိတယ်ဗျဒါကြတဲ့ကျရင်တိုင်းပြည်တွေလှုပ်လို့ရတာတချို့ကမူဝါဒအောက်မှာပဲကြာချုံးနေတာပေါ့အနိုပါကင်ဆိုရင်အမထားနေဆိုရင်လည်းဟိုမထားတော့မထားဘူးပေါ့ဗျာတခုခုဆိုရင်တောင်းရင်မှုတောင်းဝင်ခံမှုရှိလားဆိုလည်းမရှိဘူးဆိုင်ကယ်ပြောက်တာလည်းမလျော်ပေးနိုင်ဘူး CCTV လည်းရှိတယ်မဟုတ်လား ဒါရီယဟိုပေါ့ကျော်ကျုံလို့ပြောပြတာပါနော်တောင်းယူမှုတောင်းယူခံမှုမရှိတဲ့အရာအလုံးမှာတော့ကျွန်တော်လဲကျွန်တော်ကကျွန်တော်လုံကြုံမှုတော့လုံကြုံမှုတစ်ခုကိုကျွန်တော်တော့ရွေးချယ်ရတာပဲရွေးချယ်ရတာပဲအမ်ကိုကတော့ဟိုကိုရဲ့ကားတွေကတော့ဟိုထဲတွေရှောက်ထည့်ထားပြီးတော့မှလုံကြုံတဲ့နေရာကြီးထည့်ထားပြီးတော့မှဟိုကျွန်တော်တို့ကားကြမှာနိုးမာကင်နေရာမှာမရက်နဲ့တော့ပါလို့ဆိုရပါတယ်မရက်ဘူးဒါပေမဲ့အဲ့ဒီကားနဲ့ပတ်သက်လို့အဲ့ဒီကားကိုဘုံတောင်ခဲခနာတောင်ယူလာလို့မင်းခနာဘယ်လိုပြန်ပြေးမလဲအမ် ဲ့ဒီဆိုင်ငယ်ပြောက်သွားတယ်ဟုတ်ပြီဒီရူဘီမတ်တဲကိုလာတဲ့အတွက်အဲ့ဒီဆိုင်ငယ်ပြောက်သွားတယ်ခင်ဗျပါတာဝန်ယူမလဲအဲ့အဲ့လိုမျိုးပေါ့လူကမေးမှာပဲလေအဲ့ဒါကိုဖြေနိုင်မှတာဝန်ယူမှုတာဝန်ခံမှုရှိမှခေါင်းဆောင်လုပ်ရမှာလေကျွန်တော်အမှန်တရားကိုပြောတာပါဘယ်သူမှတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးအဆိုင်ငယ်ပြောက်သွားတယ်ရူဘီမတ်တဲကိုဈေးလာဝယ်ပြီးမှဆိုင်ငယ်ပြောက်တယ်ပြောက်သွားတော့ခေါင်းတော်တာဝန်ယူဘူးလေ ောက်စီကျူတီတော့ချတာတယ်ဒီနေရာမှာကားမရရအောင်ဟုတ်ပြီကားမရတော့ဒါပေမဲ့အဲ့နားမှာခင်ဗျားတို့စီကျူတီကိုကားမရဖို့ပဲတာဝန်ပေးထားတာလားအဲ့ဒီဆိုင်ကယ်ကိုပျောက်သွားတာဟုတ်တာဝန်ယူမှုတာဝန်ခံမှုရှိလားဒါမျိုးတော့နှုတ်နှစ်ဖက်ပြည်သူလုံခြုံရေးဆိုတာပြည်သူကာကွယ်ဆိုတာခင်ဗျားတို့လက်သားတွေအလကားယူထားတာမဟုတ်တာအဲ့ဒါတော့တာဝန်ယူမှာပေါ့ကျွန်တော်တို့လူမျိုးရဲ့ကားဟုတ်တနေရာမှာဘုံတောင်သွားလို့ကျွန်တော်ကဘုံကွင်ခင်ဗျားတို့တာဝန်ယူမလား ကျွန်တော်ကဒါ level အရှိတရားပဲကျွန်တော်ဟိုတလောမှာအဲ့မှာဖျောက်သွားလို့ဒါမှမဟုတ်ကျွန်တော်ကားကိုကျွန်တော်နဲ့မျက်လုံးနေရာမှာကျွန်တော်ရက်ရတာကျွန်တော်လူလူကိုလှုပ်ကြံနေတာအများကြီးပဲခါကြကျွန်တော်ညီမနိုင်ငံလာတာပဲယူနေတာအလို့ကြတော့တိကျမလို့ရှောက်အဝါရားတွေနော်အဝါရားတွေဘာမှမဟုတ်တောင်းရင်မှတောင်းခံမှုရှိလားဆိုတော့ဘယ်သူမှမရှိဘူးနော်ပြီးတော့ကြတော့လေအဲစောက်ပြစ်ပဲ အပြောတဲ့အခုကျွန်တော်ပြောလိုက်ပြီကျွန်တော်စောင့်ပြပြောတော့မယ်မင်းပါပါနော်ကျွန်တော်တို့ကဟိုစကားကိုအတိတ်ပဲမဲမဲနဲ့ဘယ်တော့မှပြောတဲ့လူတွေမှမပါဘူးနော်ကျွန်တော်မှတ်တမ်းနေကျွန်တော်ပြပေးမယ်ဆိုင်ကယ်တစ်စီးပျောက်သွားတယ်ရဲလာတယ်နေရင်းလာနေရင်းကျွန်တော်ပြောလိုက်ဟာမင်းယူတာမင်းပန်းအကျွန်တော်လည်း CCTV ရနေပါလေကြည်နေပါလေလို့ပြီးသွားတာလေပြီးပါနဲ့မဖမ်းပျောက်တဲ့သူကပြည်သူကခဏမလုံခြုံဘူးနေဗျာဆိုင်ကယ်တော်မှခိုးတယ်ဆိုရင်လုံးချံဖို့လို့ဆိုတာဝင်လာပါပဲလေအဲ့ဒီအတွက်ကျွန်တော်ကဒီလိုရှိတာလေ တို့ရတယ်မျက်လုံးတစ်ဖက်မိထားရတဲ့အရာရှိတယ်ဗျ။တိရ။ကျွန်တော်ပြောရဲကျွန်တော်ရူဘီမောင်အနေနဲ့နေတယ်အခုရူဘီမဲအကြောင်းကျွန်တော်ပြောတာပေါ်တင်ပြောတာ။နော်ပေါ်တင်ပြောတာ။အဲ့တော့ငါကလည်းကျွန်တော်လည်းမှာအကုန်လုံးကိုဒေတာလေးကြည့်ထားလိုက်။ဆိုင်ကခိုးသွားပြီဆိုတော့ကျွန်တော်ခိုးသွားတာအရန်တိကျနေလေဆိုရင်အဲ့ဒီဆိုင်ကိုဘယ်သူချက်တယ်ဘယ်နဲ့ဆိုတော့ CCTV အလုပ်ကိုကျွန်တော်အဲ့ဒါဆိုပြီးတော့လုပ်ကြည့်တယ်။အခုကဆိုင်ကခိုးသွားလဲမသိဘူး။ ်အကူမဟုတ်တလို့ပဲနော်ဟိုကလူပြီးမှလာတယ်ကိုမဟုတ်တလို့ပဲအကူနဲ့မဆိုင်တလို့ပဲအပြင်ဟိုလူလူဒီလူကြောင့်လည်းဟိုလူလူလုတ်ပြန်အောင်ဘာမှန်းလည်းမသိကျွန်တော်တိုင်းပြီဘလို့တိုးတက်ပါလေဗျာနော်အဲ့လိုတောင်းဝင်မှုတောင်းဝင်ခံမှုရှိတဲ့ရူဘီရူဘီမတ်လို့နေရာမျိုးကြီးမှာနော်ဟိုကဆာလာကတ်သွားတော့ကြတော့လေဟုတ်လားမမြင်ဘူးပြည်သူလူတွေကကြောက်ပြီးတော့လာမဝဲတော့ဘူးအဲ့တော့အဲထဲမှာရှိတဲ့ဆိုင်တွေကလည်းဖွင့်လို့ရှုံးဖို့ကိုယ်ကိုအဲ့လိုပြန်ကျွန်တော်တဲ့ပြင်တော့ ကျွန်တော်ကဘသူမှဖားရနေတဲ့ကောင်မဟုတ်ဘူးကျွန်တော်မနေ့ပြန်လဲရူဘီဘက်မှာလာထိုင်အောင်မှာနော်ကျွန်တော်ပြောတာမားနေတယ်လာဖမ်းလိုက်လာဖမ်းလိုက်ဖမ်းခိုင်းလိုက်တာတောက်လို့ရှုပ်တယ်နော်ကျွန်တော်လာထိုင်အောင်မှာနော်လာထိုင်ပြီးတော့ကျွန်တော်ပြောအောင်မှာနော်လာပြောအောင်မှာကျွန်တော်ကမြန်မာပြည်ကအလိုပြလူတွေကသူတို့ကြတော့သူတို့ကလူကြီးလူကောင်းလို့လို့ဘာလို့လို့လှုပ်ပြီးတော့မသိရင်သူတို့မှတာဝန်ရှိတာဒီထဲမှာလူတာဝန်ရှိပြီးတော့မှအပြင် ကိစ္စရူမတဲ့ကကားပတ်ကင်တို့ဆိုင်ကယ်ပါကင်တို့ထိုးရနေရကြတော့သူတို့ကစောက်တောင်းဝင်မရှိတော့လေပုံစံမျိုးလုံးလာပျောက်သွားတယ်ကြတော့အေးပျောက်သွားငါယော်ပေးမယ်လို့တခုံးမှမပြောဘူးဟိုလူလွယ်ကြဒီလူလွယ်ကြတယ်တော့ကျွန်တော်တော့မရဘူးကျွန်တော်ဒဲကျိတ်တဲ့ကောင်နော်ဒဲကျိတ်တဲ့ကောင်ဆိုရင်တော့ကျွန်တော်ပြောမှာဒဲပဲခမဝါဘာယာဓူးတွေဘာတွေပဲခမတို့ဘိုင်နိုင်ဆိုင်နိုင်ကြုံနေလဲမပတ်သက်ဘူးနော်အဲ့တော့ခမတို့ရူဘီမက်မှာလဲတာဝန်ယူမှုတာဝန်ခံမှုရှိပါ ခိတ်တွေမှာခြားထားပါလူတွေက CCTV ကြည့်ပါဒီဆိုင်ကယ်ကိုဘယ်သူစီးလာတာလဲကြည့်တာဟုတ်လားဒီကားကိုဘယ်သူမောင်းလာတာလဲကြည့်တာအဲ့ဒါမှလုံကြုံပါလေမဟုတ်လားကြည့်တာဟောလုံကြုံရေးပတ်စံယူလာလကားမဟုတ်ဘူးလေဟုတ်လားကြည့်ခိတ်ပေါ်ကနေဝင်လာတဲ့ဒီဆိုင်ကယ်မောင်းသွားတဲ့ကောင်ကဒီဆိုင်ကယ်မှာရှင်မဟုတ်တာခိုးတာပဲဒါကျင်းနေပြီဟုတ်လားရက်တဲ့နေရာမှာကြည့်လေဒီကိုပြန်လာတာကြည့်အဲ့လိုကားတို့လည်းကြည့်ကျွန်တော်လုံကြုံရေးလိုအပ်တယ် လုံကြုံရေးလိုရတယ်ရူဘီမက်ဆိုတာလကားလကားမဟုတ်ဘူးနော်ပြောင်းလဲမျိုးရဲ့အကြီးဆုံးမားကတ်ပဲလုံကြုံရေးလိုရတယ်နော်လုံကြုံရေးလိုရတဲ့အတွက်လုံကြုံရေးတိုင်းလုပ်ပါနော်လုံကြုံရေးတိုင်းမဟုတ်ဘယ်နဲ့ဆိုင်ရပြတော်တော်မှာဘာမှမဖြစ်ရှင်းပြနိုင်ရင်ကျွန်တော်တို့လည်းကားကျွန်တော်တို့မျက်လုံးအောင်ပါကျွန်တော်ရှမ်းပါနော်ကျွန်တော်ဇော်ဘုံရဲ့ကားနော်ကျွန်တော်ဟမ်းပါလဲစီးမယ်ရွှေငါလဲစီးမယ်ဟွန်ဒါရှက်တယ်လဲစီးမယ်ဟွန်ဒါဖိလဲကျွန်တော်စီးရင်စီးမယ်ကျွန်တော်ကားတော့ကျွန်တော်ရှမ်းပါပဲနော်ရှမ်းပါဟာလို့လေကျွန်တော်အဲ့မှာရှေ့မှာကျွန်တော် ကျွန်တော်ရဲ့လုံခြုံမှုကိုမပေးနိုင်ရင်ကျွန်တော်အဲ့နေအောင်ကျွန်တော်ယုံကြည်မှုမရှိဘူးဗျဘာလို့လဲလို့ပြောလဲဆိုရင်ခဏတော့အဲ့မှာဆိုင်ကယ်ပြောက်သွားတာတော့မှနော်မယ်ရင်းကိုပြန်ခေါ်ပြီးတော့မှကြည့်ရအောင်မှဆိုင်ကယ်ပြန်မရဘူးလေအဲ့တော့ကျွန်တော်မယုံဘူးဗျမယုံတဲ့အတွက်ကျွန်တော်မျက်လုံးအောင်မှကျွန်တော်ရဲတယ်ဒါပဲနော်မနေ့ကကျွန်တော်လူရင်းမှာရောက်ရင်ကျွန်တော်ကအိုင်နာမှာရက်မယ်ရက်ခွင့်မရှိဘူးဆိုရင်ခဏတရားဝင်ဖမ်းခိုင်းလိုက်တောင်းရင်မှုတောင်းလို့ခမေးအေးကျွန်တော်ကတကူးကူးနဲ့ဘုံကွဲတာတော့ဘာတကူးကူးချင်းခင်ဗျားတို့ရှင်း တော့အဲ့လိုကောကျွန်တော်ကလက်တွေ့ပဲအဲ့ဒါဘာလို့ကျွန်တော်ပြောလဲခံစားချက်နဲ့ပြောတာမဟုတ်ဘူးခံယူချက်နဲ့ပြောတာဂိတ်တွေကိုလုံလုံကျုံကျုံလုပ်ပေးပါလို့ပဲကျွန်တော်ပြောချင်တယ်နော်အဲ့လိုလုံနိုင်မှအစည်းကမ်းတွေတင်ကြပါနှုတ်ဆိုလို့ရှိရင်ရှော့ရှိတယ်နော်အမြဲမပြီးအမြဲဆုံးချင်းချမ်းပါစေရှင်တိုင်းရောက်နေတဲ့တက်မလို့သားတွေဘေးရနေခင်ကြည့်ပြီးနောက်တန်းမိသားစုတွေနဲ့အမြဲဆုံးထမင်းတဝိုင်းထဲမှာလက်ဆုံစားနိုင်တဲ့မိသားစုတွေအဖြစ်ပြန်နေဆုံးစီးဖို့မြင်တွေ့ရဖို့ပဲကျွန်တော်ဆူတောင်းပေးနေပါတယ်ခင်ဗျာနော် ရီမတ်ကလူကြီးကြီးလဲကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်ပြောတာအမှန်တွေပြောသွားတာပေါ့နော်အဲ့တော့ကျွန်တော်လည်းအနေရှိပါတယ်နော်အနေရှိတယ်အဲဇောပွင့်ဆိုင်ငယ်ဘယ်နေရာပြောက်လဲလို့မင်းကျွန်တော်ပြောပေးပါမယ်နော်နေရင်းနေလည်းပါပါတယ်ဆိုင်ငယ်တောက်လာလဲတာဝန်မယူနိုင်ဘူးဘာမှမယူနိုင်မဟုတ်တာကြီးပါလုပ်တယ်ကျွန်တော်နိုင်ငံအဲ့ဒါပဲဟိုမဟုတ်တဲ့နေရာတွေမှာကြတော့နော်ဟိုအမဗာညာလုပ်ပြီးတော့မှဟုတ်တဲ့နေရာတွေမှာကြတော့မလုပ်နိုင်မင်းနဲ့နော်အဲ့ဒါအဲ့ဒါကြီးကမှားတာလုံနိုင်အောင်လုပ်ဖို့တော့ကိုပဲကျွန်တော်အကူကြီးတောင်းတာပါ နော်နိုင်ငံတော်ဝန်ထမ်းတွေကိုအကူအညီတောင်းတာပါအကူအညီတောင်းတာပါနိုင်ငံတော်ဝန်ထမ်းတွေကိုဆဲဆိုတော့အနာရှိဆဲလို့ကျွန်တော်နာမည်တက်ပြီးတော့ဆဲတာမဟုတ်ဘူးနိုင်ငံတော်ဝန်ထမ်းရောတပ်မတော်သားရောရဲတပ်ဖွဲ့ဝင်ရောရင်သိန်းရောဝန်ကြီးဌာနမှာရှိရလူတွေကအကုန်ကောင်းလားဗျဟုတ်လားအကုန်ကောင်းတယ်ဆိုရင်တော့တရားဆွဲလိုက်ပါကျွန်တော်ဆဲလိုက်ပါဆွဲပါဆွဲပါတကားလေးဆွဲလိုက်နော်ဘယ်သူဆွဲမှလဲနာမည်တက်ပြီးတော့တကားတယ်ခုစာမင်းဆွေတို့ငါမင်းဆွေတို့ဆွဲတယ်လို့လားဆွဲလိုက်အဲ့လိုဆွဲနော်အဲ့တော့ကျွန်တော်ဒီကျွန်တော်လဲနိုင်ငံတော်ဝန်ထမ်းဖို့ပဲနဲ့ တိုင်းပြည်နဲ့နိုင်ငံကိုလူမျိုးကိုချစ်လို့ကောင်းစေခြင်းလို့ကျွန်တော်လည်းကျွန်တော်သိတာကျွန်တော်တတ်တာကိုကျွန်တော်ပြောပေးနေတာပါဟုတ်လားအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးဟိုမဆိုးရင်ပါနဲ့ကျွန်တော်အလူတွေသွားနေလို့မနေ့ကလည်းကျွန်တော်အလူရှိမယ်နောက်ရက်တွေမှာလည်းကျွန်တော်ရှေ့ထဲမှာနောက်တစ်ခုအလူရှင်းချီအောင်မယ်နော်အဲ့တော့တောင်တကုန်ရဲစခန်းကိုလည်းကျွန်တော်လာခဲ့ပါမယ်လို့နော်စခန်းမကြီးလေအဲကျွန်တော်ဒီလက်ကနေပဲပြောပြရတယ်ကျွန်တော်လာမှာပါနော်ကျွန်တော်လာမှာကျော်ဟိုဟာဒီမှာနည်းနည်းလေးအလုပ်ရှိနေသေးလို့ပါအဲ့ပြဿနာ66ကကြီးကဘာမှမဖြစ်ပါဘူးနော်ကျွန်တော်အာမခံမဲ့ အိမ်အောင်အာမခံမဲ့လူပေါ့နော်အာမခံမဲ့လူရဲ့အိမ်အောင်စုစရာမူရင်းနဲ့မှတ်ပုံနေနဲ့အဲပြီးရင်ကျွန်တော်ရဲ့အိမ်အောင်စုစရာနဲ့မှတ်ပုံနေနဲ့လာမယ်စစ်စေးခံမယ်ဖုံးအပ်မယ်ပြီးရင်လက်မှတ်ထိုးပြီးကျွန်တော်အာမခံယူသွားမယ်ဒါပဲကျွန်တော်သိတာပေါ့ဒီဒီအမှုကျွန်တော်မသိပဲပဲနေပါဘူးဟုတ်လားအဲ့တော့ကျွန်တော်တရားဆွဲဆိုထားတဲ့လူတွေလည်းပြုံးလို့ရဲစခန်းကိုလာရမှာပါနော်လာရမှာပါဟုတ်ပြီလားကြည့်ကြရပါ ဲ့လိုပဲပြောချင်ပါတယ်ဗျာကျန်တာအများကြီးပြောလို့မကောင်းလို့ပါမင်္ဂလာဆောင်ကိုလေရင်ဖြင့်ဘုံကျဲချမှုတည်ဆုံးသူ12ဦးအထိရှိလာ3 18ဦးပြင်ထန်ဒဏ်ရာရရှိပဲခူးတိုင်းရွှေကျင်မြို့နယ်ကမင်္ဂလာဆောင်တစ်ခုကိုမေ25ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်သူတို့တမီးနဲ့ကလေးငယ်နှစ်အပါဝင်10ဦးကနေရာမှာတင်တည်ဆုံးခဲ့ပါတယ် အဲ့ဒီနောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူလေးဦးဟာထပ်မံတေဆုံးသွားခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ကမေလ26ရက်မှာသတင်းထုတ်ပြန်ပါတယ်။လက်ရှိအချိန်မှာတော့ဒဏ်ရာရရှိသူ38ဦးဟာဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ရွှေကျင်မြို့မြောက်ဖက်မိုင်30ကျော်ကွာစစ်တောင်းမြင့်အရှိတ်ကန်ကျွန်းကြီးရွာမှာကျင်းပနေတဲ့မင်္ဂလာဆောင်ကိုမနက်9:00နာရီဝန်းကျင်မှာလေးချောင်းကဘုံကျဲခဲ့တာဖြစ်ပါတယ်။ ကျွန်းကြီးကျေးရွာဟာကရင်မျိုးသားစီယုံ KNU အုပ်ချုပ်တဲ့ရွာဖြစ်ပေမဲ့အဲ့ဒီအရက်ဒေတာမှာတိုက်ပွဲဖြစ်တာမရှိဘူးလို့ဒေတာခန်တူကပြောပါတယ်။တရားစွဲတယ်။ဟုတ်လားကျွန်တော်ကတဖက်ကလူကဘာမှမလုပ်ဘဲနဲ့ဒီကျမတို့ကဘာကာကြုံကြီးကိုချစ်ပါတယ်လို့ကျွန်တော်တို့ကဟိုဘာဗုဒ္ဓရဲ့စစ်တီတော်နဲ့ဗုဒ္ဓရဲ့စစ်တီတော်ဆိုတာရှိမှမရှိတာခရစ်ယာန်ပါပဲရှိတာဗုဒ္ဓရဲ့စစ်တီတော်ဆိုတာက နော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9နော်2ဗုဒ္ဓရဲ့စစ်တီတော်ဆိုတာကျွန်တော်တို့ဗုဒ္ဓမှာစစ်တီတော်မလို့ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတိုင်းကဗုဒ္ဓရဲ့စစ်တီတော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုရောက်တယ်ဥပဒေပေါ်မှာ995နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးဘာလို့မပြောရလဲ तू က तू ပဲကျွန်တော်ကို PDF တွေပါလေ तू ပြောခဲ့တာ နော်တရားဆွဲတယ်ဘာဖြစ်လဲဆွဲတယ်သူဆွဲကိုဆွဲဆွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လည်းဆွဲလိုက်ပြီနော်ကျွန်တော်ဆွဲပြီနော်အဲ့တော့ကိုကိုတိုင်းလာရှင်းရမယ်ပြင်ဦးလွင်မှာနော်ရှင်းခမားတို့ဆဲလို့60တောက်ကကြီးတယ်ဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတည်းမဟုတ်ဘူးနော်လာရှင်းပြင်ဦးလွင်မှာခမားတို့လည်းလာရှင်းရမှာကျုပ်ကတည်ရခံလေးခမားတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြင်ဦးလွင်မှာကျွန်တော်လည်းတရားပြန်ခွင့်တယ်အမှုပြန်ခွင့်တယ်ဟုတ်လားခမားတို့လည်းခေါ်လိုက်တယ်ပြင်ဦးလွင်မှာ ကျွန်တော်ကိုလည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်မျိုးအောင်လုံးစောင့်ကြည့်တာပေါ့ဘာလို့လဲခေါ်တဲ့အချိန်ကတရားခံပြုံးလို့မှရှိရလေခမောဆွဲလို့တရားခံမှရှိနေတာလေစစ်ပေါ့ဒါပြည့်လာတော့တော့ဒါလာဟာရအဲ့တော့လူတွေကကိုယ့်အချင်းချင်းတော့မလုံးတဲ့မလုံးတိုက်တဲ့လူတွေကမဟုတ်ကောက်ကတွေရှောက်လုံးနေတိုင်းပြည်တကယ်ချင်းနိုင်ငံတွေဘာလဲကျွန်တော်မနာလို့လားကလေးတမရိုလ်ချစ်တဲ့နိုင်ငံတော်ကိုချစ်တယ်ဆိုပြီးတော့ဗုဒ္ဓရဲ့စည်းတိတော်ကြီးတို့ ချိပေချိမေလို့ပြောပြီးတော့မှကျွန်တော်ကိုခမားတို့ပြောချင်တိုင်းပြောနေတာကျုပ်ကတက်အတိုင်းဝိုင်းထဲမှာနေတဲ့ကောင်ခမားတို့ကိုပြောပြီးတဲ့နောက်ပိုင်းမှာကိုအနောက်ဘက်တိုင်းစစ်တပ်နဲ့ကျုပ်ရဲ့အလူကိုကျွန်တော်သွားနေတာခမားတို့ကျွန်တော် PDF လို့ပြောတယ်ဆော်ကားတယ်အခုကျွန်တော်ရှေ့တန်းကိုရောက်နေတာအောင်မြင်မှုတွေရနေတာကျွန်တော်တို့ကျွန်တော်တက်တဲ့ဘက်ကနေကျွန်တော်အခုအထောက်ပံ့ပြုတ်နေတာအဲ့လူကိုခမားတို့တရားစွဲတယ်ဆိုတော့ 看嘛，路不增加，我也公路在路了。不增加的时候，道路这里你铺开来，喏，铺设开来。不增加呢，路的时候铺设开来，喏，你要路多少？你妈做啥不增加也前面路的时候，看嘛路嘞，不他妈不路吧？乌鸦从那这边路嘞嘛？看我走过哩呀，收百年，多好的河，喏，多好的美，喏，你如今没家，你妈有做，你妈发的那东尼伢哩，还有你那路吧，喏。 ါတို့ပတ်စံရလို့လုပ်တယ်ဆိုရင်တိုင်းပြည်နဲ့နိုင်ငံနဲ့အပေါ်မှာတော့အထူးမချပါနဲ့။နော်အဲ့လိုတွေမလုပ်ပါနဲ့။ကျွန်တော်ကခမားတို့ခမားတို့မှတရားဆွဲလို့ရတာမဟုတ်ဘူးလေ။ခမားတို့ကကျွန်တော်ကိုစားခဲ့လို့ပြဿနာတက်လာတာလေ။ဟုတ်တယ်မလား။အဲ့တော့ကိုယ်ကိစ္စကိုရှင်းတော့ခမားတို့ကကြောက်ကိုအများနဲ့ကြည့်နေတာကြောက်ကတိလေ။ကြောက်ကခမားတို့လိုက်ကြည့်နေမှာမဟုတ်ဘူး။နော်။အဲ့တော့ကြောက်နေတာကကိုယ်အချင်းချင်းတော့ဒီလိုတိုက်ခိုက်တာ။နော်။စော်ပေါ်ရင်ဆိုအခုတိုက်ခိုက်တာရဲရဲစက်စက်တိုက်ခိုက်တာ။အခုကိုရွှေမျိုးဝင်းတော်မှပြောလာပြီ။ရေးလာပြီ။ နော်စော်ဘုံရင်ကိုစော်ဘုံရဘယ်လိုလူလဲဆိုတော့တို့သိလာပြီဘာလို့လဲစော်ဘုံရမှာစကိုင်းတိုင်းဝင်ကြီးချုပ်တွေစကိုင်းတိုင်းတိုင်းဦးတွေတကယ်အန္တရာယ်ရှိတဲ့နေရာကိုသွားပြီးတော့ပြည်သူ့ရဲ့ရှင်ခွေကိုခိုးလုံပြီးတော့ကိုယ့်ရဲ့ကမ်းမတော်သားတွေရဲ့လုံဆောင်ချက်တွေကိုဖော်ပြပေးနေတယ်လူခမားတို့ကသွားလို့လားခမားတို့ဘယ်သူဖိတ်လို့ဟမ်သွားတော့ကျောင်းကဟောမလီကြီးရောက်သွားတာလေရင်လက်မကစနေသိန်းကုန်လေသွားပြန် ဆောင်းမင်းနဲ့ဒီဟိုတရားဥပဒေစိတ်တွေကိုအသွားပြောင်းဘုံမင်းရောက်ပြီးမှမဟုတ်အောင်ရှင်းရတယ်ကျုံးပဲ့နေသွားတာတိလားနော်ခမတို့ရဲ့တရားဆိုရင်ဩကျွန်တော်တောင်းတကုန်ရဲစခန်းရဲစခန်းမူကြီးကိုလေကျွန်တော်ဟိုပါတော့ဆဲစခန်းမူရအကိုတဲ့တောင်းတကုန်ရဲစခန်းကိုဘယ်တော့လာဆက်လာဟောဟိုပါတော့ဒါလေးလာပြောပေးမလဲဆိုတော့ကျွန်တော်လာခဲ့ပါမယ်လို့ကျွန်တော်သွားနေတာအကိုလိုလေစခန်းမူကြီးကိုလေတိပါတယ်ခင်ဗျာလို့နော်ကျွန်တော်အဲ့မှာသွားတယ် ပြီးတော့ကျွန်တော်အခုပြန်လာတယ်မနေ့ပြန်မှာကျွန်တော်အလူတခုရှိတယ်မနေ့ပြန်မှာနော်အလူရှိတယ်ဘကဘကအကြောင်းပါဟိုမိဘမဲ့ကလေးတွေအလျှောက်400ရှိတယ်နော်အဲ့တော့မိဘမဲ့ကလေးတွေကိုကျွန်တော်ဝတ်သားနေနော်ကျွန်တော်နဲ့မပြသေးဘူးမနေ့ပြန်မှာပြမယ်ပေါ့နော်ပြီးကျွန်တော်စာအုပ်တွေစာအုပ်တွေပြမှာလေပြင်းဟုတ်လားစာအုပ်တွေဘောပဲနေမိဘမဲ့ကလေးအကြောင်းပါကျွန်တော်မနေ့ပြန်မှာအလူရှိပါတယ်ဒီလိုစာအုပ်တွေပေါ့နော်ဘောပဲနေပြီး စောင်းတယ်ကျွန်တော်ဒီမှာဟိုလိုကြီးမပြချင်လို့ပဲထုတ်ဒီမှာဒီမှာတော့ထုတ်လာအိန္ဒိယအိန္ဒိယအိန္ဒိယဝင်လာတဲ့ဒါဒီလိုမျိုးဘူးလေးနေပေါ့နော်ကျွန်တော်ဗတ်ပြန်လူအယောက်400သာကျွန်တော်တို့ကျွေးမယ်နော်အယောက်400သာခလေးတွေကဝတ်သားစားခြင်းနဲ့ဆိုလို့ဝတ်သားကျွေးမယ်ပြီးရင်ဒီဥစ္စာအဲ့ဒါကတော့ကျွန်တော်ပြီးမှဟုံးပြောပြမယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့ကျွေးမယ်ကျွန်တော်မနေ့ကအလူရှိတယ်နော်ကိုကျော်စိုးဦးတော့လာမလာတော့ကျွန်တော်လည်းမသိဘူးနော် အဲ့အဲ့ဒီစာအုပ်ကလေးလည်းကျွန်တော်လူမယ်ဒီလိုဘောပင်လေးကြီးလည်းကျွန်တော်လူပေးမယ်နော်လူပေးမယ်ကျွန်တော်တို့ကအဲ့လိုတွေလုပ်နေတာလုပ်နေတယ်ဒီနေ့လည်းကျွန်တော်ရှေ့တန်းကိုသွားတာရှေ့တန်းသွားတော့ဒီအတိုင်းပဲရှေ့တန်းမှာလည်းချားနေကြတာပဲတွေ့နေကြတာဝုန်းနေကြတာမိုးကလည်းသကုံရွာတာအဲ့တော့လူဆိုတာကဟိုကျွန်တော်ကကိုရည်သွေးတာလည်းမဟုတ်ပါဘူးဗျကျွန်တော်ကတကယ်လုံနိုင်လို့ကျွန်တော်ကတကယ်ပြောတာပါကျွန်တော်မလုံနိုင်တဲ့အရာတွေကိုကျွန်တော် ဘယ်တော့မှမချွာပါဘူး။အဲကိုကြီးကိုရွှေရွှေမျိုးဝင်းကိုလည်းကျွန်တော်ပြောတယ်ကျွန်တော်ကတခါလေကြာရင်ကိုကြီးသွေးတယ်လို့အဲ့လိုဆဲတာလို့ဆိုတာအကိုကြီးကျွန်တော်လိုအပ်လို့ဆဲရတာပါ။ကျွန်တော်ကိုကြီးမသွေးပါဘူး။ကျွန်တော်လုံနိုင်တာဘယ်ကျွန်တော်ကပြောတာပါ။ကျွန်တော်မလုံနိုင်တဲ့အရာကိုကျွန်တော်ဘယ်တော့မှချွာပါပြီးတော့မှပြောဆိုတာကျွန်တော်ဘုရားမှာမရှိခဲ့ပါဘူးဗျ။နော်။အကိုကြီးအနေနဲ့ကိုကြီးကိုရွှေရွှေမျိုးဝင်းတို့အနေနဲ့လည်းပြင်ဦးလေကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။နော်လာခဲ့ပါ။ လာခဲ့ပါအပြင်မှာတော်ဘုံရေးဆိုတော့ကိုကြီးကိုမင်းဥဆိုးတို့နော်ကိုကြီးကိုကြီးကိုမင်းဥဆိုးတဲ့ကျွန်တော်တကဘုံပြောဖို့ရတယ်ဟိုဖိတ်ခေါ်ပါတယ်ကိုကြီးကိုမင်းဥဆိုးလေဘုံထဲမှာပြောပြောပြခြင်းနဲ့ကျွန်တော်နော်ဘုံတယောက်ချင်းမှာပြင်းလို့လာခဲ့ပါအဲ့ကြကျွန်တော်ဇော်ဘုံကြီးဆိုတာဒီကောင်ဟာတကယ်တကယ်လူပဲဒီကောင်ကတကယ်ကောင်ဆိုတာသိသွားမှာသိသွားမှာကိုကြီးကိုချင်းမင်းဝင်ရေးထားတဲ့ထဲမှာတော့သူကတော့နည်းနည်းလေးတော့ကျွန်တော်ကတခါလေးကိုရည်သွေးတယ်လို့ဘာလို့ပြောတော့ကျွန်တော်တို့ကတွေးရပါတယ်ဘာလို့တွေးရလဲဆိုလဲအချောင်းတရားတွေ ျွန်တော်တို့လူတွေကိုပေါ်လာစေခြင်းလို့ပါနော်ပေါ်လာစေခြင်းလို့ကိုယ်ရည်သွေးရတာပါအဲကြရင်သူတို့လည်းငါတို့လည်းလုံနိုင်ပြီဟေ့ကိုယ်စော်ပေါ်ရင်တော့ငါတို့လည်းလုံနိုင်ပြီဟေ့ဆိုပြီးတော့ပြောစေခြင်းနဲ့စိတ်နောက်စိတ်နဲ့ကျွန်တော်ကိုယ်ရည်သွေးတာပါဟိုကျွန်တော်မရှိဘဲနဲ့လေဟိုရှိတယ်ဆိုပြီးကျွန်တော်မပြောပါဘူးဗျနော်ဟိုကျွန်တော်မလုံနိုင်ဘဲနဲ့လေကျွန်တော်လုံနိုင်ပါတယ်ဆိုရင်အလုပ်တစ်ခုကိုကျွန်တော်လုံးဝမပြောပါဘူးနော်ကျွန်တော်တို့ဒီပြင်ဦးလည်းမအောင်ဟိုဘက်ဟောတရားဒီတော့အေးမင်းအောင်ပါနော်တရားဒီတော့အေးမင်းအောင်လို့ခုစိတ်ကြိုင်နေရပါနော်အဲ့ဒါသူတို့သိပါတယ်နော်ဒီဘက်ကင်းမှာ ။နော်ဒီရက်စီပစင်44ကတိရသူရအေးမင်းအောင်ဆိုတာကဒီတခင်မှာတယောက်တည်းပို့ထွက်ခဲ့တာပါ။နော်သူတို့ရှိပါလေလာခဲ့ပါ။ဗန်မွေးမှာနော်ရှိပါလေလာခဲ့ပါ။နော်အဲ့တိရသူရအေးမင်းအောင်တို့ကိုမေးပါ။စုပ်ဝင်းကဘယ်လိုလူလဲဆိုတော့မေးပါ။မေးပါ။ကျွန်နာမည်အများကြီးမပြောချင်လို့ပါ။စုပ်ဝင်းကဘလို့ကောင်းလဲဆိုတာကိုအောက်ကအားလုံးသိပါလေဗျ။အားကြောင့်မလို့ကျွန်တော်မုံမုံဇပွင်းကသူများအဲ့လိုတွန်းလိုက်တိုက်တိုင်းလွတ်သွားမယ်လို့မဟုတ်ဘူးဆိုတာသူတို့သိတယ်။သူတို့သိတယ် ။နော်အမှမှတ်မှတ်တမ်းနေရှိတယ်။လူအများမမြင်နိုင်တဲ့မှတ်တမ်းနေရှိတယ်။ကျွန်တော်ဒါကိုရီသွင်းနေတာမဟုတ်ဘူး။ကျွန်တော်အရန်တိုက်ခိုက်လာတာ။အဲတိုက်ခိုက်လာတဲ့လူတွေဖြဲသီးဖြစ်ဖို့များတယ်။များတယ်။မလုပ်လည်းမလုပ်နိုင်ဘူး။လုပ်လည်းမလုပ်နိုင်ဘူး။တော်တော့အဲ့တော့ဒီဘက်ကရှိနေတဲ့ဟိုဟာတွေကတော့ရည်တာပေါ့ဗျာ။ဆိုပေါ်ရင် PDF တို့ MDY တို့ဘာတို့ညာတို့ကြတော့အဲ့လူတွေကဘလို့လူဦးလဲဗျကျွန်တော်မေးချင်တယ်ဟုတ်လားကျွန်တော်ကတော့မေးပါလေကျွန်တော်ကိုကြီးတို့တော့မဟုတ်ဘူးလေဟုတ်လား ကျွန်တော်အဲ့ဒါမေးလို့ဒီခုကျွန်တော်ဘုံရကြီးဆိုတော့အရှိန်အစစ်တီခါတော့တွေးမိမလားဘုံရကြီးစားခြင်းနဲ့ဆိုတဲ့စစ်သားတယောက်ရဲ့အတွေ့အကြုံခင်ဗျားတို့ခံစားဘူးလားဘယ်သူမှမခံစားဘူးကျွန်တော်ကဘုံရကြီးလေးစားလိုက်တော့ကျွန်တော်ပကံညာဦးမတိကြယူမှုရှိလို့ကျွန်တော်သွားလူခဲ့နော်သူကြီးကလေးသွားပြီးခဲ့တယ်နော်သွားပြီးတော့အဲဘုံရကြီးကျွန်တော်စားတော့ဘာလို့စစ်သားတွေဘုံရကြီးစားခြင်းမှာပဲပေါ့ကျွန်တော်အတွေ့ပေါ့နော် နဲ့လောဘုန်းကြီးတွေတောက်ချောင်းမှာမာပြီးတော့ကျွန်တော်နီးစက်တဲ့စစ်သားတွေကိုကျွန်တော်ပေးနေစစ်သားကတော့ဗျာလူတိုင်းဘယ်လိုလုပ်ကြမှာလဲကျွန်လည်းဘယ်လိုတက်နိုင်မှာလဲဟုတ်ဘူးလားကျွန်တော်ကလည်းရရနေငါတို့စစ်သားလေးတွေပုံရည်ကြီးလေးနဲ့ကျဲဥကျော်လေးနဲ့များစားရင်ထမင်းမြိန်မလားမသိဘူးပေါ့နော်အဲ့မှာတချို့တော့နေရာတွေမှာခမောက်တော့ကြည့်တယ်မန့်နေမှာသူတို့ရေးပေးထားတယ်ကိုစော်ဘုန်းကြီးဆိုတာရှေ့တန်းတိလာလူတဲ့လူစပါသူတို့ရေးပေးထားတယ်သူတို့လည်းတကယ်စားရတယ်အဲပုံရည်ကြီးလေးသူတို့နဲ့ထမင်းနဲ့တက်နေတော့စားရရင်ကိုပုံရည်ကြီးဆိုတာဘလို့လွယ်မှာအခုကျွန်တော်ကလည်း အဲ့ဆိုရတော့ဘုန်းကြီးတွေမာနေရခုเนาะ